ဆီအာနာရှင်စနစ်တော်လန်ရေးသုံးနှစ်ကျော်ကာလရောက်လာချိန်မှာတော်လန်ရေးအင်အားစုတွေဘက်ကနေမြေဆိုးမိုးနိုင်မှုနဲ့စစ်ရေးအားသာမှုတွေရရှိလာနေပြီဖြစ်ပါတယ်။မေလ20ရက်အထိမြို့ပေါင်း58မြို့အထိတင်ပိုက်ထားနိုင်ခဲ့ပြီးနောက်ထပ်ရရှိမဲ့မြို့တွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။ ဒီလိုစစ်ရေးအာဏာမှုတွေရလာပြီးမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာနိုင်ခဲ့ရမှာဝါရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ဥစားမှုနဲ့အကူအညီတွေဟာအဓိကကျခဲ့တာဖြစ်ပါတယ်။ဒါကိုမိထားလို့မရသလိုလက်ရှိဖြစ်ပေါ်လာတဲ့စစ်ရေးနဲ့နိုင်ငံရေးရောဆက်နေတဲ့အခင်းအကျင်းတွေမှာလည်းအမှားခံလို့မရပါဘူး။ ုတ်တိုးနေတဲ့နိုင်ငံရေးအတွေးအခေါ်နဲ့စစ်ရေးလှဲ့ကွက်အတွင်အချင်းချင်းခါခါကြပူပြီးအမှတ်မရှိသူတွေရဲ့အတွေးခေါ်တွေကြားအထင်မြင်လွဲမှားမှုတွေဟာတော်လှန်ရေးကိုထိခိုက်သွားစေနိုင်လို့ပဲဖြစ်ပါတယ်။ လက်ရှိစစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့တိုင်းရင်းသားဒေသတွေဖြစ်တဲ့ကချင်ချင်းရခိုင်ကရင်နီ ကရင်မော်နဲ့ရှမ်းပြည်နယ်တို့ဟာတော်လှန်ရေးဒေသတွေထဲမှာအရေးကြီးဆုံးနေရာတွေဖြစ်ပါတယ်။အဲ့ဒီဒေသတွေထဲကရခိုင်ပြည်နယ်မှာဆိုရင်အရခတတော်ကပြည်နယ်တစ်ခုလုံးနီးပါးသိမ့်ပိုက်နှံတော့မဲ့အခင်းချင်းမြို့ကိုရောက်နေခဲ့ပြီဖြစ်ပါတယ်။ ဒီအခင်းချင်းကိုဖျက်ဖို့အတွက်စည်ရေးရှုံးနေနေတဲ့စစ်ကောင်စီဘက်ကသူတို့ကျွမ်းကျင်တဲ့လူမျိုးရေးဝါဒမှိုင်းတွေတိုက်နေကြတာ တွေ့ရပါတယ်။လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေဟာစည်ရေးနဲ့နိုင်ငံရေးရောထွေးနေပြီးထိလွေရှလွေအနေထားကိုရောက်နေတာဖြစ်ပါတယ်။အဲဒါကြောင့်ဆရာနာရှင်တော်လန်ရေးမဟာမိတ်တွေကြားအထင်မြင်လွဲမှမှုတွေအဖြစ်ခံလို့မရပါဘူး။စစ်ပွဲကာလမှာရန်သူနဲ့ပူးပေါင်းတဲ့ဘလို့လူမျိုးကိုမစိုးဘလို့အဖွဲ့အစည်းမျိုးကမှခွင့်လွှတ်မှာမဟုတ်ပါဘူး။ ဒီမိုကရေစီကိုတံမိုးထားပါတယ်ဆိုတဲ့အမေရိကန်လိုနိုင်ငံကြီးတောင်အာဖဂန်စစ်ပွဲမှာရှင်းလင်းပြစ်ခံရတဲ့အဖြစ်အပျက်တွေကိုကဘာကတည်ထားခဲ့ပြီးဖြစ်ပါတယ်အခုလိုစစ်ရေးနဲ့နိုင်ငံရေးရောထွေးနေတဲ့ကာလမျိုးမှာဆရာနာရှင်တော်လည်ရေးမဟာမိတ်အချင်းချင်းကြားမှာအပြန်အလှန်ယုံကြည်ချက်ရှိဖို့ကသာအရေးကြီးနေတာဖြစ်ပါတယ်။လက်ရှိဆရာနာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးအတွက်တိုက်ပွဲဝင်နေကြရတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာအရခါတတော်ဟာရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက်သာမကနေရာစုံနှိ ီပမှာပါတော်လိုင်းရေးအဖွဲ့တွေနဲ့ပူးပေါင်းဆင်နွှဲနေကြတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာဘူတိတံကိုထပ်မံထိန်းချုပ်နိုင်ခဲ့ပြီးရနောက်အရခတတော်နဲ့စစ်ကောင်စီအကြတိုက်ပွဲတွေဟာမကြခင်ကာလမှာအပြေထွက်လာတော့မယ့်အဆင့်မျိုးကိုရောက်သွားခဲ့ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ MAT AP နဲ့မေလစံပိုင်းမှာဘူတိတောင်မောင်တော် အန်းနဲ့တန်တွဲစစ်နနာလေးကိုကိုအရခတတော်ကစီရင်အရှိန်မြင့်တိုက်ခိုက်နေခဲ့တာဖြစ်ပြီးမောင်းတော်အန်းနဲ့တန်တွဲမျိုးတို့ကိုလည်းတဖြည်းဖြည်းဝိုင်းပက်ပိတ်ဆို့လာနေခဲ့ပြီဖြစ်ပါတယ်။တချိန်ထဲမှာ2024ခုနှစ်မလဆန်းကပြုတ်လုတဲ့ကချင်ပြည်နယ်စစ်စင်ရေးမှလည်းအရခတတော်တပ်ဖွဲ့ဝင်တချို့ဟာ KIA နဲ့ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ကြပြင်းချင်းပြည်နယ်ကျင်တွေးမြို့မှာချင်းတော်လိုင်းညီနောင်တပ်ဖွဲ့ဝင်တွေလက်တွဲပြီးမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တာတွေ့ရပါတယ် မြန်မာပြည်အလဲပိုင်းနဲ့ရှမ်းမြောက်ပိုင်းတိုက်ပွဲတွေမှာလည်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။အရခတတော်ဟာပလဝကြောက်တော်ညှဦးမင်းပြပောက်တော်မြေပုံမျိုးတွေကိုသိမ်းပိုက်ပြီးရဲ့နောက်မလာထဲမှာပုံနှကျွန်းအခြေဆိုင်တည်ရင်ဌာနချုပ်တခုကဲနီအခြေဆိုင်တိုင်းဘဟုလေးကြည့်ရေးတင်တန်းကြောင်းရတိတောင်အခြေဆိုင်တည်ရင်ဌာနချုပ်၃ခုကိုထပ်မံတက်ခတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။2024ခုနှစ် AP နဲ့မေလာဆန်းမှာမောင်းတော်ဒေတာကကြိမ်ချောင်းကြီးကန်းပြင်လှဖိုးခေါင် 6မိုင်စခန်းစတဲ့အင်အားရာချီရှိရဲ့နေချားဆောင်ရဲတပ်ဖွဲ့စခန်းကြီးတွေကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့အင်းတီစခန်းကနေချားဆောင်ရဲတွေကိုလည်းမောင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမောင်းတော့မှာမြို့တကြီး6မိုင်စတဲ့နေချားဆောင်ရဲစခန်းကြီး2ခု3ခုသာကျန်တော့တာဖြစ်ပါတယ်။ဒါအပြင်အရခန္တတော်ဟာမလန့်ဆန်ကန်နီတိုက်ပွဲပြီးရနောက်အမ်မျိုးကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခခကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးအရေးပါတဲ့စခန်းတချို့ကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒါအပြင်မင်းဘူးပဒံအန်ကားလန်ကိုလည်းထိန်းချုပ်ထားပြီးတန်တွင်းနဲ့တောင်ကုတ်ချားကိုပါထိန်းချုပ်နိုင်ဖို့စူးစမ်းနေရဖြစ်ပါတယ်။ 2024ခုနှစ်မလဇမိုင်းကစတင်ခဲ့တဲ့ကချင်ပြည်နယ်ထိုးစစ်မှာဆိုရင်လေကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေဟာအရှိန်ဟုန်ကောင်းကောင်းနဲ့ကချင်မြို့ကြီးတွေကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့နှီးကပ်လာနေရတွေ့ရပါတယ်။ဗမော၊မြကြီးနားကာလန်းဘော်ကရွှေညောင်ပင်နဲ့မိုးမောက်ကြားမှာရှိတဲ့မြို့တစ်ကုန်းလော်တော့ဖုံရန်နန်ဆန်ရန်တို့ကို KIA ကထိန်းချုပ်ထားပြီးမတရံ ကိုက်တဲ့မဲ့ဝင်ကြီးစခန်းတွေကိုလည်းတိုက်ခတ်သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။စိန်လုံကပါရောယုံလွေကျဲတို့ကိုလည်းသိမ်းပိုက်ထားပြီးလွေကျဲ၂၀ကုံတွေရိတ်ခိတ်ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ ကြအပြင်ဗမော်ဒေသမှာဗမော်မန်စီနဲ့မိုးမောက်တချမ်းသာကြံ့တော့တာဖြစ်ပါတယ်။အဲ့ဒီတွေကမန်စီနဲ့မိုးမောက်ကိုထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဗမော်နဲ့မြจีนားချားကအေယာဝရီမြကြောင်းကိုလည်းထိန်းချုပ်ထားပြီးဖားကတ်အနောက်တောင်ဘက်ဥရုမြစ်တကျော်ကတာမခန်၊ဆယ်စင်းတို့ကိုလည်းတိုက်ခိုက်သိမ်းပိုက်ခါဖားကတ်ကိုဝိုင်းပက်ပိတ်ဆို့ထားတာတွေ့ရပါတယ်။ကြအပြင်တနိုင်းဒေသကစခန်းတချို့ကိုလည်းတင်ပိုက်ပြီးပရင်းနဲ့ရွှေလုတ်ကွက်တွေရှိတဲ့ဒေသကိုလည်းပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တာတွေ့ရပါတယ်။ အဲ့ဒါအပြင်2024ခုနှစ်မေ9ရက်မှာဆွန်ပရာဘွန်မြို့ကိုတင်ပိုက်နိုင်ခဲ့ပြီးမြကြီးနားပူတာအိုလမ်းကိုဖျက်တောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ချီဖွေနဲ့စောတော်ဒေသကစစ်ကောင်စီတပ်နဲ့နှချဆောင်တပ် BGS စခန်းငယ်တွေကိုလည်းတင်ပိုက်ထားခဲ့တာဖြစ်ပါတယ်။အခုဆိုရင် KIA နဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ဟာဝိုင်းမော်မြို့ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေပြီးမလ9ရက်ကစတင်ခဲ့တဲ့စစ်စင်ရေးကာလအတွင်းစစ်ကောင်စီရဲ့တပ်စခန်းကြီးငယ်တရာကျော်ကိုတင်ပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကြံတိုင်းရင်းသားပြည်နယ်စစ်ဒေသတွေဖြစ်တဲ့ချင်းကရင်နီ၊ကရင်မွန်နဲ့ရှမ်းပြည်နယ်တို့မှလည်းအစုံအဖြတ်ကာလတစ်ခုကိုတဖြည်းဖြည်းဦးတည်လာနေခဲ့တာဖြစ်ပါတယ်။2024ခုနှစ်အေပိလကုန်ပိုင်းမှာအရခါတတော်ကချင်းဒေသမှာပါအင်အားဖြည့်တင်းလာပြီးရဲ့နောက်စစ်ရေးအပြောင်းအလဲတွေတဖြည်းဖြည်းတိုးတက်လာနေခဲ့တာဖြစ်ပါတယ်။ရခိုင်ချင်းရောဒေသတို့ကိုအခြေခံဒေသတစ်ခုတည်းအဖြစ်တိစောက်ထားနိုင်ကြတာတွေ့ရပါတယ်။မေလ19ရက်နဲ့21ရက်တွေမှာချင်းပူပေါင်းတပ်တွေဟာကြီခါမြို့နယ် တော်ဆန်မြို့ကိုတိမ့်ပိုက်ခဲ့ပြီးရဲ့နောက်ချင်းတီနယ်မှာချင်းပူပေါင်းတပ်တွေတိမ့်ပိုက်ထားတဲ့မြို့က10မြို့အထိရှိလာပြီးအရခတတော်တိမ့်ပိုက်ထားတဲ့ပလဝနဲ့စမီးမြို့ပါထဲတွေ့ရင်12မြို့အထိရှိလာခဲ့ပြီးဖြစ်ပါတယ်။ကရနီဒီသားမှာဆိုရင်လည်းကရနီဒလန်ရေးတပ်ဖွဲ့တွေကမဲဆဲဒီမော့ဆိုရွာတဲရှာတော်မော်ချီမိုးပြေနမ်းမဲခုံမြို့ခဏမြို့ကိုတိမ့်ပိုက်ထားပြီးလွိုက်ကော်မြို့တစ်ဝက်ကိုထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာကရင်နီနယ်မြေ60ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်ခဲ့ပြီးစစ်ကောင်စီအုပ်ချုပ်ရေးရန်နေရာမလဲပတ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ကရင်နယ်မွန်ပြည်နယ်တို့မှာလည်း2024ခုနှစ်မတ်လနဲ့ဧပြီလနဲ့မေလတွေမှာအဓိကတွေ့ရတဲ့စစ်မျက်နှာတွေကတော့ဖက်ပွန်စစ်မျက်နှာ၊မြဝတီစစ်မျက်နှာ ရေးကြိုင်းစိတ်ကြီးစစ်မျက်နှာနဲ့ဒဝဲစစ်မျက်နှာလေးခုဖြစ်ပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တက်တွေအပြင် KNU PDF ပူးပေါင်းဖြူဟာစကြောင်းတွင်မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေး NMSD AD နဲ့တခြားဒေသခံတပ်ဖွဲ့တွေပါဝင်လှုပ်ရှားနေရဖြစ်ပါတယ်။အဓိကအနေနဲ့မြဝတီကိုတက်လာတဲ့စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းနဲ့ ဒေါနတာမောမှာထိတ်တိုက်တွေ့နေရတဲ့အခြေအနေဟာကရင်စစ်မျက်နှာကိုအဓိကအစိုးအဖြတ်ပေးလာနိုင်တဲ့အထူးစစ်မျက်နှာတစ်ခုအနေနဲ့ရှိနေတာဖြစ်ပါတယ်။လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိနေတဲ့ရှမ်းစစ်မျက်နှာကတော့အနှဲငယ်ငြိမ်သက်နေခဲ့ပါတယ်။ မြောက်ပိုင်းညောင်သုံးဘွဲတွေက TNLA နဲ့ MNDA တို့စကောင်စီနဲ့အပြည့်ရပီးရဲ့နောက်ပိုင်းအရှိန်ပြန်ကျသွားခဲ့တာတွေ့ရပါတယ်။လက်ရှိမှာပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO သာစကောင်စီနဲ့အဓိကထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကလွဲပြီးစံအဖွဲ့အစည်းတွေဟာစကောင်စီကိုစန့်ကျင်ကြောင်းတရားဝင်ကြေညာထားခဲ့ရာကြောင်းအရေးပါတဲ့စစ်မျက်နှာတစ်ခုအဖြစ်ရှိနေပါတယ်။ ဒီအခြေအနေတွေကိုခြုံကြည့်မယ်ဆိုရင်လက်ရှိစည်ရေးပြင်ထန်တွေရဲ့တိုင်းရင်းသားဒေသတွေဟာဆရာနာရှင်စနစ်အမြင့်ပြတ်ခြေမုံနိုင်ရေးအတွက် အများကြီးအရေးပါနေခဲ့တယ်ဆိုတာသိတာထင်ရှားနေပါတယ်။